ားလုံးပဲမင်္ဂလာပါရှင်။လာမယ့်ရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးရောက်ကြဆိုပါရစေ။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူဖုံးမင်းနိုင်ရှင်းတာထားတဲ့မောင်ဖြိုးနဲ့ဘာဤတို့ပြောတဲ့ဇက်ရိုးတစိစာစဉ်သုံးကိုထုတ်လင်းပေးမှာဖြစ်ပါရစေ။ပရိသတ်များအားလုံးကဇလန်လေးကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။ကျောင်းနာမည်ကမောင်ဖြိုး။ဘာဤတို့ခေါ်တာကတော့ဖိုးတောက်ကြ။ ါတော့လည်းအားလုံးနေသိပြီးသားပဲလေဟုတ်တယ်မလားဒီနေ့ကျွန်တော်တို့ရောက်ဘုန်းကြီးเจ้าမှအလှရှိရဲ့ဗျဘာအလှလဲဆိုတော့မောင်ရင်လောင်းလှဲတဲ့အလှအလှတကကြီးနေအလှတကမကြီးဟာကျုပ်တို့ရွာကပဲလေဗျအဲ့ဒီထဲမှာကျုံကြီးလေးတန်းကြော်ဖြိုးလေးကိုရင်တောင်းနေလောင်းနေပါပါလေသူ့တို့ကျုပ်ကထော်ကြီးလို့ခေါ်တာပေါ့အဲ့ဒီကောင်ကငိုရင်နှုတ်ခမ်းကို အရှိထွက်ပြီးငိုတော့ဆိုတော့ကြည့်ရဆိုးလေအဲ့ဒါကြောင့်လေကျုပ်က သူ့ကိုထော်ကြီးလို့ပဲခေါ်တယ်။သူကအခုမှအသက်9နှစ်ကျော်ပဲရှိသေးတယ်။ဒီဇင်ဘာလဆိုတော့ကျောင်းနေလဲပိတ်တယ်လေ။ဒီတော့ကျောင်းကြီးထော်ကြီးကိုရင်ဝဲရတာပေါ့။ကျောင်းတို့ရွာကဖရားတကာကထိတ်တကာမောင်ရင်လောက်တကာဆိုဘသူတွေလည်းမမင်းနဲ့။ဥမျက်လွင်တဲ့ဒေါ်ဆွေပဲဗျ။အခုလဲသူတို့သားသမီးရှင်ပြူရင်နဲ့ကျောင်းတို့ညီကို၃ယောက်ကိုပါတခါလေးသင်ငန်းစီးပေးမယ်လို့အမေကလာပြောသွားတယ်။ကျောင်းအကိုကြီးကိုနိုင်ကတော့ ။တန်ငန်းစီရမယ်ဆိုတော့ဘယ်ပြောကောင်းမှာလဲ။အတင်းကိုညင်းတော့တာပေါ့။သူကရွာတွေကအပြုံမှန်သမျှငန်းတဲ့ခါမှာကရုံကြီးနဲ့နေရမှာကိုရှက်တယ်တဲ့ဗျာ။ဒါနဲ့မရကျုပ်ကိုညောင်းလှဲတော့တာပဲဗျ။ကျုပ်ကလည်းဘဲရမလဲဗျာ။ရွာရဲ့ဒုဘဝိုင်းမှာမင်းသားဆိုလို့ကျုပ်တယောက်တည်းရှိတာလေ။ဒါကြောင့်ကျုပ်လဲညင်းတော့အမေကမျက်စောင်းထိုးပြီးကျုံညီထော်ကြီးရဲ့ဘက်အလဲကျသွားတာပေါ့။ထော်ကြီးကြတော့ညင်းခွင့်မရှိတော့ဘူးကျုပ်တို့ညီကို၃ယောက်လုံးတယောက်မှမပါရင် အလို့တကဦးမြလွင်တို့အားနာကြော်တွေဖြစ်ကုန်မှာပေါ့ဗျာဟုတ်ဘူးလားလူမှုရေးလေလူမှုရေးပေါ့ဟေးဟေးဒါပေမဲ့ထော်ကြီးကအစာပိုင်းနေနေတော့ညင်းနေဗျယောက်ကလည်းကိုရင်ဘဝကမုံနေအများကြီးစားရတယ်ဆိုပြီး သူစိတ်ပါအောင်ပြောတော့မှ အစာမတက်တီကောက်လက်ခဏပေါ့ဗျာကျောက်အကိုကြီးကတော့ပြောမနေနဲ့တော့အလို့တကလင်မယားလာတွေကအကြောင်းရှာပြီးတော့ထွက်သွားတယ်တကယ်ကိုမှ အကိုကြီးအဖရာရှောင်မြဲလို့သာတွေးတဲ့သူပဲဗျာ တလက်စားရဲမထူးပါဘူးဗျာခမ ्या တို့ကျုပ်တို့မိသားစုမိတ်ဆက်ပေးမယ်ဗျကျုပ်ဖေနာမည်ကဦးကြည်စိန်အမေရတော့ဒေါ်အေးမအကိုကြီးကြတော့နိုင်နေအောင်ကျုပ်ကကြောက်တားလန့်ဖြည့်ဖြိုးအောင်ပေါ့တရွာလုံးကကျုပ်ကိုမောင်ဖြိုးလို့ခေါ်ကြတယ်ကျုံညီလေးကတော့ကျုပ်ပြောတဲ့အတိုင်းတန်းကြော်ဖြိုးထော်ကြီးပေါ့ဗျာအခုတော့ကျုံနဲ့အကိုကြီးရွာဦးเจ้าကိုပြိုင်းလူရောက်နေပြီကျုပ်ကတော့မင်းသားဝိဆုံကြီးကိုဝှက်လို့ကျုပ်တော်လေးတီကကျုပ်ကိုသူ့ရဲ့မိတ်ကတ်တီ လူပေးလိုက်တော့ကြုံမျက်နှာတစ်ခုလုံးဖြူပြီးတော့ပြာနှဲနေရပဲဗျာကြောင်ကြီးထော်ကြီးကတော့ညင်ကြီးပေါ်မှာစိန်ကြနေရပဲအကိုကြီးကတော့အဖေ့ရဲ့အမွှေးတိုက်ပုံအဖြူလေးနဲ့နှစ်ကြက်တဲ့ရေမွေးလေးကိုစွတ်ထားလိုက်တာမှကြုံနှကောင်းနဲ့ဆွဆွရှက်ရှက်ကြီးနဲ့အနှမ်းကပြင်းနေရပဲဗျာအဖေနဲ့အမေကတော့အလူသွားတဲ့ဝစ်စုံနီးကြကြနန်းနာဝစ်စင်ထားလို့တင်ငန်းပရိတ်ခရအောင်အစုံနဲ့ပေါ့ဗျအဲ့ဒီချိန်မှာအကိုကြီးကကျုပ်ကိုပြောတယ်ဗျဟော ဟိုမှာရောဘတ်ဝိုင်လာနေပြီညီလေး။ကျော်အကိုကြီးအဲ့လိုပြောလိုက်တော့ကျော်ကရောဘတ်ဝိုင်တီးမောက်လာတာမြင်ရတော့မင်းသားဖိုးကမနေနိုင်တော့ဘူးဗျ။ဒါနဲ့ကျော်လည်းရောဘတ်ဝိုင်ရှိအောင်ကိုပြေးလွှားသွားတာပေါ့ဗျ။ကျော်တို့ရောဘတ်ဝိုင်နာမည်ကကြောက်ချောင်းမောင်လို့ခေါ်တယ်ဗျ။ဘေးမှာကောနောက်ကန်အပြိုတတိုက်ကလည်းအလူမလဲခင်မှာရောဘတ်ဝိုင်ကိုကြည့်ပြီးအားပေးကြတာပေါ့။ပြီးတော့ကျော်တို့အညာတွေမှာအလူပွဲတွေဆိုတစ်ချိန်လေးကိုလှုပ်ကြတယ်။တခြားဘရောက်ချက် ရုံးမင်ချက်ကန်တော်အစာရှိရဒိုးဘဝိုင်းနေနေအပြိုင်အဆိုင်ကျင်းရမှာလေဗျာအဲ့ဒီအချိန်မှာပဲချိုးတို့ရရင်အတန်ကောင်းတဲ့ဥမော်ကြီးကချိုးတို့ရရဲ့ဒိုးဘဝိုင်းတချင်းစူတော့တာပေါ့ဥမော်လို့ခေါ်တာကသူ့ရဲ့နှောက်ခမ်းမွေးကြီးကရုပ်ရှင်တရုပ်ဆောင်မော့ရဲ့နှောက်ခမ်းမွေးနဲ့တိတ်တူလို့တရွာလုံးကလည်းဥပြော့ရဲ့နာမည်ပြောင်းလို့ဥမော်လို့ခေါ်တာပေါ့ဗျာကဲကျုပ်ပြောနေရမယ့်ကျုပ်တို့ကြောက်ချောင်းမောင်ဒိုးဘဝိုင်းက လဲအစမ်းနေနေစပီတူးပြီးပြုတ်။ဦးမော်ကြီးကလည်းဆိုပြီးဟေးလာပါပြီ။ကြောက်ချောင်းမောင်တို့ရောက်လို့လာပြီ။ကြောက်ချောင်းမောင်တို့ရောက်တဲ့အထဏီဘယာဘေးလို့ကင်းဝေးချလိုက်ပြီ။စိန်ရှင်ငွေစံရင်စပါးပေါ်မြောင်ရှားလိုက်ပြီ။ဟေးရွှေမိုးတွေရောငွေမိုးတွေရောကျွန်တော်တို့ကြောက်ချောင်းဖွဲကကြောက်ချောင်းမောင်တို့ရောက်လို့လာပါပြီ။ဦးမော်ကြီးကလည်းကျောက်တို့ကြောက်ချောင်းမောင်တဲ့ချင်းကိုဒိုးဘက်ဝိုင်းကလည်းတီးတော့ ကျောင်းကလည်းဖဲပြောကောင်းပါလေဇမင်းသားဦးမိုးဝင်းတို့လိုကိုင်းနေအောင်ကတော့တာပေါ့ဗျာဒီကြောင်နဲ့ကိုနောက်ကိုင်းအပြုံလေးတွေကဝိုင်းကြည့်လို့ဖြိုးရီကလာကြည့်လားဆိုပြီးဝိုင်းမြောက်ကြတော့ကျောင်းလဲဂျုံနေပါရီတော့ပြက်လိုက်သေးတယ်ဗျကျောင်းကလည်းဇမင်းသားတွေကတဲ့အတိုင်းတောင်ချေပစိုးကိုရမ်းပြီးကိုကနေကျောင်းတို့တိတ်ဝလုံးကကလေးကအစလူကြီးတွေပါမစမ်းတော်တော်များများလာအားပေးကြတယ်လေဗျဘာကြီးတို့ကတော့အသက်ကြီးတော့မပါဘူးပေါ့ ဒီလိုနဲ့တချင်းတစ်ပုတ်လဲစုံတော့ဒိုးဘဝိုင်းကရက်တဲ့ချိန်မှာရွာလူကြီးဦးတောင်းကစလို့အလှူလှဲ့ဖို့အခုလိုပဲနမစင်ချလိုက်တယ်။မင်းသားမောင်ဖြိုးနေဒိုးဘဝိုင်းအဖွဲရရှေ့ဆုံးကနေရာရှူပေးပါ။အလှူဒကာကြီးနဲ့အလှူဒကာမကြီးကဒိုးဘဝိုင်းအနောက်ကနေနေရာရှူပေးပါ။ပြီးတော့မောင်ရင်လောင်းရဲ့မိဘတွေကတော့အလှူဒကာနဲ့အလှူဒကာမကြီးတို့ရဲ့နောက်တန်းကိုစီပေးပါ။ပြီးရင်ကိုနောက်ကိုင်းအပြိုကျော်တသက်ကိုနောက်ကိုင်းအပြိုကျော်တသက်ရဲ့နောက်မှာတော့ မြင်းဆွဲကာလာသားတွေနဲ့မြင်းစည်းမောင်ရင်လိုင်းနဲ့နေရယူလို့အသက်နေပေးကြဖို့မြစ်တောင်ရက်ခတ်ပါလေဗျာတခြားရရွာမျိုးတွေကတော့အလူဘလူလှဲ့လည်းမသိဘူးကျောတို့ရွာကတော့အခုလိုမျိုးဒိုးဘဝိုင်းကိုရှေ့ဆုံးကထားပြီးလှဲ့ကြရင်ဖုန်ကြီးကြောင်းအထွက်ပြီးရှေ့ဆုံးကနေထွက်ရည်နောက်ပိုင်းအင်းနေတိတိရဲ့ရှေ့မှာဖြောပြည့်ရဲ့နေနောက်ဆုံးမှာကျောတို့ဒိုးဘဝိုင်းကပြီးဘိတ်ဆုံးကြံငင်ရလာပေါ့ဗျအစအုပ်ရွှေရုံးနဲ့တော်မိုးပါရင် သူတို့တွေကကိုရှမ်းပုံနဲ့မတ်တန်းစင်ချိုလီပြကိုရှမ်းပုံကဥရှင်ယူကတော့တိတ်မိုက်တယ်ပြီးတော့မတ်တန်းစင်ချိုကလည်းဒေါ်မိုးကကောင်းလုံလို့ကျောတို့တွေကမမမို့ဆိုပြီးတော့စကြတာပေါ့အခုတော့သူတို့ကအကတိုက်ရင်နဲ့ကိုရှမ်းပုံကမတ်တန်းစင်ချိုနဲ့ခိုးပြေးသွားတယ်ဗျအခုတော့သူတို့ကောင်းမှုနဲ့ကျောတယောက်ထဲပြီးကာရတော့မှာပေါ့ဗျဒီလိုနဲ့ရွာလူကြီးဦးတောင်ကအလူထွက်ဖို့လော့စပီကာအတန်းပေးရနေတယ် ကျောတော်ဒုဗတ်ဝိုင်းကပဲညံ့ညံ့ဆန်းဆန်းရှေ့ဆုံးကထွက်ခဲ့တာပေါ့ရွာတွေကအိမ်တွေမှာလေလူတွေကအလှလှဲတာထွက်ကြည့်ရင်အော်မေလို့ကျောတော်မောင်ရင်လောင်းမြင်းဆဲကာလာသားတွေကလေအနောက်ကနေတန်ချက်တွေအော်ရသေးရဲ့ဗျတန်ချက်ညင်ညင်အလှစည်းဆိုတဲ့စကားလေးရှိတယ်လေဟုတ်ဘူးလားသူတို့ကတော့ကျောတော်ဒုဗတ်ဝိုင်းကပင်မလို့ခဏနားနေချိန်မှာအော်ကြရတာပေါ့တန်ချက်အဖွဲရဲ့ခေါင်းဆောင်ကကျောက်အကူကြီးကိုနိုင်မေးဗျာ ဒီလိုနဲ့ကျောက်တို့ဒုဗတ်ဝိုင်းအဖွဲကဖုန်ကြီးဝိုင်းအတွင်းကနေကြောက်ချောင်းမောင်သက်ချင်းနဲ့စတဲ့မိဆက်ပြီးရှေ့ဆုံးကထွက်လာခဲ့ပြီပေါ့ဗျာ။ကောင်းဆောင်မင်းသားကျောက်ကလည်းရှေ့ဆုံးကနေပန်ဒရာမင်းသားမဝင်တော့လို့ကိုင်းနေအောင်ကတော့တာပေါ့။အိမ်ရှိအောင်ထွက်ပြီးအားပေးတဲ့ကလေးလူကြီးတွေနဲ့ကိုနောက်ကင်မပါတဲ့အပြူတွေလေလက်ခုပ်တွေတီးပြီးအားပေးတော့ကျုံလဲခြေထိုးကောက်ွက်တွေနဲ့ဂျိုးနေပါနေပြစ်ပြီးတော့ကတာဗျ။ဒီလိုနဲ့ကျောက်တို့သချင်တစ်ပုံးနဲ့ကပြီးတော့ အကိုကြီးတို့တန်ကြအဖွင့်အလှဲ့ပေါ်ဗျာတန်ကြဆိုတာအရှိကတယောက်ကအော်ရင်နောက်ကလူတွေကလည်းတိုင်မဲထားတဲ့အတိုင်းနဗေကြကြထပ်လိုက်အော်ရရင်ဒါတော့ခမည်းတော်သိမှာပေါ်ဗျာဒါနဲ့အကိုကြီးရပြီရှေ့ရနေတန်ကြဆလို့အခုလို့တွေတိုင်ကြတယ်ဟေးအလှပွဲကြီးထွက်လို့လားပျော်ဖို့ရှင်ဖို့သိတ်ကောင်းတာပဲပျော်ဖို့ရှင်ဖို့သိတ်ကောင်းတာပဲအလှတကာကြီးကတပိတ်လွှဲ အလို့ဒကမာကြီးကပိတ်ရိတ်ခေရာရေစုံနှန်းကကောနောင်မင်းကလားကြီးနဲ့ညားပါမင်းကလားကြီးနဲ့ညားပါမယ်ဟိနောက်ဆုံးနှန်းကကောနောင်ကိုင်းယောက်ျားမရလို့ခန့်ငိုင်းငိုင်းယောက်ျားမရလို့ခန့်ငိုင်းငိုင်းဟိဟိစိန်လားဟိမြလားဟေးလာမောင်တို့ဝါအကိုကြီးတို့ကလာသားတက်တိုက်ကအဲ့ဒီလိုတန်ကြက်တွေအော်တော့ကောနောင်ကိုင်းအပြိုရင်းအနောက်ကမျက်စောင်းတထိုးထိုးနဲ့ပေါ်ပြ ဒီလိုနဲ့အကိုကြီးတို့တက်ကြပြီးတော့ကျုပ်တို့အဖွဲအလှိတ်ရှောက်ပြီပေါ့ဗျာဒီတခါတော့ဒိုးဘတ်ဝိုင်းကမြ мян ဆက်ဆိုင်မိတိလိုက်တော့ကျုပ်ကလည်းဖယ်ရမလဲတောင်ရှိကြီးကိုရမ်းပြီးကိုကောက်တော့တာပေါ့ဗျာအဲ့ဒီမှာပြဿနာစတော့တာပေါ့အရှိယအိမ်ပေါက်တွေမှာထွက်ကြည့်ရင်အပြူတွေလည်းမြင်ရောကျုပ်ကဒိုးဘတ်ဝိုင်းရဲ့အရှိဝါရပြန်အကွာလောက်ထိတက်သွားပြီပြီးတော့ကျုပ်ကဂျုံးနေပြပြတော့ထွက်ကြည့်နေရဲ့အပြူလေးတွေလက်ခုပ်တီးပြီးကိုကျုပ်ကိုအားပေးတယ် ကျောက်လက်ဒီအခွင့်ရေးကိုလက်လော့ခတ်လို့ဘယ်ဖြစ်မလဲသူတို့တွေဝိုင်းကြည့်နေတော့တောင်ရှိပစိုးကြီးကိုရှမ်းလို့သူတို့ရှေ့မှာကောက်ပြလို့သူတို့ငန်းနာကိုအားရပန်းရခန့်နေရပေါ့ဗျအဲ့ဒီချိန်မှာပဲလမ်းမထက်ကခွေးနဲ့ကြီးတစ်ကောင်ကမျက်စိနောက်ပြီးရှေ့ဆုံးကကနေတဲ့ကျောက်ကိုဝင်ဆွဲတော့ပေါ့အမလီကဲကဲစားပါအောင်ဗျကျုံလဲအော်ပြီးတောင်ရှိကြီးတစ်ကောင်ကနေအနောက်ကိုပြန်လှည့်ပြီးပြင်ရတော့တာပေါ့အနောက်ကကြီးရဲ့အလူလှည့်လာတဲ့လူတွေနဲ့ အိမ်ရှိမှထွက်ကြည့်ရင်အပြိုထက်တိုက်ကတော့ဟားတိုက်ပြီးကျုပ်ဖြစ်ကိုရံမောနေကြတယ်။ကျုပ်လည်းကမ္မကမှုဖြံကျုပ်ကြောင်အားလန့်အောင်ပြင်းနေရင်နဲ့ခြေခေါက်လဲကြလို့စက်ပြီးမကနိုင်တော့ကျုပ်ကိုနီးစက်ရနွားလဲတစီနဲ့အိမ်ပြန်ပို့ခဲ့ကြတယ်။အလိုအားတော့စက်ပြီးလှည့်နေတော့မယ်လေ။ဒါပေမဲ့ဒိုးပဝိုင်းကတော့မင်းသားမပါတော့ဥမော်ကြီးရပဲအယက်ဝက်နဲ့စက်ပြီးကရရတယ်လို့ကြားရတယ်။ဒါကတော့ကျုပ်ရဲ့မင်းသားအကကောင်းလို့ခွေးနဲ့ကြီးစူးချလိုက်တယ်ထင်ပါတယ်ဗျာ။ ကျုပ်ပြန်ကောင်းရင်တော့အဲ့ဒီခွေးကိုလေးခွားနဲ့ကိုလိုက်ပြအောင်မေးဒင်းတော့လားဒီလိုနဲ့အလှဝဲပြီတော့ကျုပ်ရဲ့ခြေထောက်အနာပျောက်တာနဲ့အပြင်းအောင်မထွက်ရဲဘူးဗျတရွာလုံးကကျုပ်အပြင်းထွက်တာနဲ့ကျုပ်ကိုခွေးဆွဲမင်းတောင်ဆိုပြီးဝိုင်းဝန်းစားနောက်ကြတယ်လीဒီနေ့တော့ကျုပ်လဲသူတို့စားနောက်နေရဲ့ခြားကနေဘာကြီးတို့စီခတ်တော့တော့လीရှောင်းလာခဲ့တာပေါ့ကျုပ်ကိုတွေ့တာရွာရဲကလူကြီးတွေကတော့ပြုံးစစ်စစ်ရှေ့နေခဲ့ပြီမိအဆိုးဆုံးက ကောနောက်ကင်အပြိုတတိုင်နဲ့ကလေးတွေပဲပေါ့ဗျကောနောက်ကင်မရွှေချောတတိုင်ကတော့တန်ကြခေါင်းဆောင်ကျုပ်အကိုကြီးကိုမကြေတက်တာနဲ့ပဲကျုပ်ကိုခွေဆွဲမင်းသားဆိုပြီးဝိုင်းစကြတာပေါ့ဗျကလေးတွေရလဲမင်းသားအကဇုကိုကောက်ခိုင်းနေရဗျဒီတော့ကျုံလေးရှေ့ဆုံးကဘာကြီးတို့အိမ်ရှိလေပြေးရတာပေါ့ဗျအနောက်ကကလေးတွေကလည်းအားကြမခံနဲ့ဦးမင်းသားအကကောက်ခိုင်းဖို့ပြေးလိုက်နေကြတော့ကျုပ်အဖြစ်ကခွေးလိုက်ခံရသလို့ ကလေးတွေလိုက်တာလေခန်းနေရောက်ပြန်သေးရဲ့ဗျာအလူဝဲမှကျောင်းအရှက်ကွဲပြေးရနောက်ပိုင်းနောက်ထပ်အလူဝဲနေစုမင်းသားကားဖို့ဆိုဆက်လက်မဲပြုကျောင်းအတော်လေးကိုကြောက်သွားတယ်ဒီလိုနဲ့ကျောင်းလဲကလေးတွေပြေးလိုက်နေရနေဘာကြီးတို့ခြံထဲကိုပြေးဝင်ပြီးခြံတကားကိုအတင်းဖိတ်လိုက်တယ်ဒီတော့မှအဲ့ဒီကလေးစုပ်တွေပြန်လှည့်သွားသားတယ်ဘာကြီးတို့ကတော့မကြီးပင်အောင်အိမ်ရှိကုတ်ပြစ်ပေါ်မှာထားရင်သူ့စီလာနေတဲ့ကျောင်းဖြစ်ကိုကြည့်ရင်ပြုံးနေရပဲဗျာအခုလောက်ဆို ကျော်ဖြစ်ကိုသူသားသမီးတွေလာပြောပြလို့သူလဲကောင်းကောင်းသိနေတော့ပြီလေ။ဒါနဲ့ကျော်လဲဘာကြီးတို့ထိုင်နေတဲ့ကိုပြည့်ကလေးဘော့ကိုထိုင်ချတော့ဘာကြီးတို့ကဆက်လက်ဖွာတာရရင်ကျော်ကစကားဆပြီးပြောတယ်။မောင်ဖြိုးနဲ့မင်းသားယူအဖြစ်ကဇက်ရိုးတက်စိမန်းညာဖိုးတိတ်လိုမျိုးဖြစ်နေပြီလေဗျာ။ဒီတော့ကျော်လဲရောက်ရောက်ချင်းဘာကြီးတို့ပြောတဲ့စကားကြောင့်ဇက်ရိုးတက်စိမန်းအညာဖိုးတိတ်အကြောင်းမင်းရောတော့တာပေါ့ဗျ။ဒီတော့မှဘာကြီးတို့က ရင်းနှီးကြတစ်ခါကိုတောင်းရင်သူစားခဲ့တဲ့ဆက်လန့်အကြောင်းပြောပြတာပေါ့ဗျာ။ကဲခင်ဗျားတို့လည်းဘ ഹു တုဒ္ဓရောက်အောင်ကျုပ်ပြန်ပြောပြမယ်ဗျ။ဇလန့်အစကဒီလိုဗျ။ရှောက်ပင်ယုံရွှာကလေးဟုတ်တယ်။ရှောက်ပင်ယုံရွှာလေးဟာအရင်ကဆိုစံစဘာကိုပဲအဓိကစိုက်ကြတယ်။တောင်းသူအလောက်ကိုပဲအဓိကထားလောက်ကင်ကြရင်နှစ်စင်နှစ်တိုင်းလိုလိုဇက်ပွဲငါပြီးပျော်ဝဲရှင်ဝဲပြုတ်လောက်ကြတာထုံးစံတစ်ခုလိုမျိုးဖြစ်နေခဲ့တယ်ဗျ။ ဒီလိုနဲ့တရမဆင်ကုမျိုးကနမကြီးတရစာဇက်ကိုငှားလိုက်တယ်ဗျာအနီနာရွာတွေကလည်းနမကြီးဇက်ဖြစ်လို့နမကြီးမင်းသားပန္တရာချစ်ဆွေနဲ့ရှိရကြောင်းလှယ်တန်ကြီးနဲ့ကို လာပြီးတော့ကြေကြာရတာဗောဗျာပြီးတော့ဒီနေ့ကဇက်ပွဲညလေရှောင်းပင်ရွာအလေကဇက်သပင်မန်းတက်ကြီးပေါ်မှာလေတရစာဇက်အဖွဲကြီးကရောင်းနေခဲ့ပါလေမုံစည်းတန်းကြီးကလည်းတိတ်ကိုစီကားချက်ဗျာရွာတွေရဲ့ပွဲလန်းသပင်နေ အရေးကရောင်းကြတဲ့မောက်လင်မယောင်ဈေးတဲ့တွေကလည်းပြည့်နေနေရပဲတဲ့မောက်လင်များဆိုတော့ခမည်းတော်လည်းစားဖို့ကြတယ်မှတ်လားပြီးတော့ဘိမ့်မုတ်မရွေးစောင်းလေးချော်တွေနဲ့နေပဲပြောရောင်းတဲ့ဈေးတဲ့တွေကလည်းကျွတ်ကျွတ်တိုးပေါ်လေဇက်ပွဲကတညာလုံးဖြောပြင်းရမှဆိုတော့ပွဲကြီးရဲ့လူတွေကလည်းတညာလုံးစားဖို့အတွက်ဝေစားရတာပေါ့ဒါကလည်းပွဲလန်းတဲ့ပဲနေအခွင့်အရေးအပြည့်အဝအတုံးချနေဈေးတဲ့တွေရဲ့အကျိုးစီးပွားပဲမှတ်လား ဒါကိုခမည်းတော်မျိုးပေါ်ကလူတွေပို့တိမှာပေါ့လေဒီလိုနဲ့ပတ်မအရာစပီတီးတယ်ဗျအဲ့ဒီနောက်နှင်းဘုံစသည်တို့ကလိုက်ပြီးတီးခန့်ရည်အညာဇက်ပွဲဆိုတော့မြို့ကြီးတွေလောက်တော့တူရိယအစုံအလိမ်ပဲရှိမှလည်းပေါ့ဗျအဲ့ဒီမှာတန်ရစာဇက်သမီးဟိတ်ဇက်ဆရာခေါင်းဆောင်ကနေစလို့အခုလိုပြောနေကဲအားပေးကြတဲ့ပရိသတ်များခမည်းဒီတကောင်ကျုံတို့ဇက်သမီးဟိတ်ဇမင်းသားအစ်စ်ကို အရင်ဆုံးမိတ်ဆက်ပေးပြရစီသူကအဲ့လိုပြောပြီးရနောက်မှာပြီမင်းသားဝစ်စုံနေလူတယောက်ထွက်လာခဲ့တယ်ဗျကဲသူကတော့ကျုပ်တို့ဆင့်ကူမျိုးရင်တဘာဝမင်းသားလေးမန်းညာဖိုးတိဖြစ်ပါနေဗျကျုပ်ရဲ့တူလဲတော်ပါနေအရင်ကဖြောပြပေးတဲ့ခေါင်းဆောင်မင်းသားပန်ဒရာချစ်ဆွေကချမ်းမကြီးမကောင်းလို့သူ့ဘောပဲအဓိကထားဖြောပြခိုင်းမှဖြစ်လို့သူ့ရဲ့အကာအလှတွေကိုရှူစားပေးစားပါအောင်ဗျအဲ့တော့ လာကြည့်ကြတဲ့ပရိသတ်တွေအတော်လေးကိုစိတ်ပြတ်သွားကြတယ်။သူတို့ကနမေချင်းမင်းသားပန္ဒရာချစ်ဆွေ ကမယ်ဆိုပြီးအားပေးကြတာလေ။အခုသူမပောင်းဘူးဆိုလို့စိတ်ပဝင်ဖယ်ကြမှလည်းဗျ။အဲ့ဒီချိန်မှာပမကြီးကတီးလို့နေတယောစားတဲ့တူရိယာတန်နေတစ်ဆက်သေးကိုဖတ်ပေါ်လာခဲ့တယ်။စင်မမတော့ဇမင်းသားသိမ့်မဲအညာဖိုးတွေကအဆိုးအငိုတွေနဲ့ကတယ်ဗျ။တကယ်လေးအတန်ကကောင်းလို့ကားတာလေအတော်လေးကိုထူးချွန်ဆိုပြီး အစောကစိတ်ပြတ်နေတဲ့ပရိသတ်တွေတောင်မှလက်ခုပ်တွေတီးပြီးတော့အားပေးကြတာပေါ့ဗျာအဲ့ဒီချိန်မှာမန်းအညာဖိုးတွေကဂျွန်း၃လေးဘက်ပြစ်ပြီးကောက်ပြလိုက်တော့ဟေးဟာဟာအတန်နီဇက်ပွဲတစ်ခုလုံးစုညံသွားတာပေါ့မန်းအညာဖိုးတွေကလည်းသူ့ကိုမြှောက်ပြင်အားပေးတော့သူလည်းအတော်လေးတက်ကြွလာပြီးဂျွန်းနဲ့ဇက်တိုက်ပြစ်ပြီးကိုကတော့တာပဲဗျာဒီလိုနဲ့ဂျွန်းနဲ့ဇက်တိုက်ပြက်ကနေရင်အရှိန်လိုပြီးဇက်ခုံပေါ်ကနေအောက်ကိုပြုတ်ကျသွားတာပေါ့ဗျာအသွားမတော်တလန်း အစားမတော်တက်လို့အကြမတော်တက်တန်းဆိုတဲ့အတိုင်းအောက်ကိုပြုတ်ကြတာအကြမတော်တော့ဇက်ကြီးစောင်းပြီးတော့ဇက်ကျိုးသွားတာပေါ့ဒါနဲ့ဇက်ပွဲတစ်ခုလုံးရုံရုံတဲတဲဖြစ်ကုန်လို့ဇက်လဲပြက်ကောင်းစက်မကနိုင်မင်းမန်းအညဖိုးတိကိုတော့ညို့ဆေးရုံကိုပို့ကြတာပေါ့ဇက်ကျိုးသွားပြီလေဗျာဘလို့လို့ရှင်နိုင်ပါမလဲနောက်ရမှမန်းအညဖိုးတိဆိုသူတေသွားတယ်ဆိုတဲ့တဲ့ရင်အလုံးကြားခင်ရတာပေါ့ဒီလိုနဲ့ရှောက်ပင်ရုတ်တိတ်သွားလုံးနှစ်ဆယ်နှစ်တိုင် ဇက်ဝဲလို့တဲ့အစီအစဉ်ကိုစက်ပြီးမလုပ်တော့ဘူးလေဗျ။တနေ့မှာတော့ရွာထဲကဖဲသမားနှစ်ယောက်တခြားရွာကိုဖဲသွားရိုက်ပြီးမနက်၃နာရီအချိန်လောက်မှဖဲရှုံးလို့ပြန်လာကြတယ်ဆိုပြီးအရက်တွေလည်းတောက်ထားတာမှလူတွေကလည်းအတော်လေးကိုရှိုင်းထိုးနေရပြီ။ဒီလိုနဲ့ဇက်ဝဲလို့တဲ့ရွာလေးကကွင်းမြေကြီးနားကိုလည်းရောက်ရောတချမ်းသာတဲ့တဲ့ကြားလိုက်တယ်။ဖိုးတီဖိုးတီမန်းညာမင်းသားမဖိုးတီရွာသားရေကလိုက်မယ်။ဟေ့ ရွာသားရေကလိုက်မယ်လေတချင်းတိုင်းကတိုးတိုးလေးကနေတဖြည်းဖြည်းနဲ့ကျဲ့လို့ဖဲသမားနှစ်ယောက်ရဲ့အနောက်ထိကတ်လိုက်လာနေဆိုပြီးသူတို့နှစ်ယောက်လုံးကစက်သိမ်းမှွင်းနေနေတပြန်းပြန်းနဲ့ထလာတော့မိုးနေတဲ့အရှိန်နဲ့ပြောက်ပြီးချွေးသေးချွေးပေါက်တီးဒလက်ဇက်ကိုကြားနေတော့တာပဲဗျအဲ့ဒီချိန်မှာသူတို့နောက်ကတချင်းတိုင်းကရက်သွားပြီးခောက်အုပ်အုပ်ခြောက်ခြားစရာအတန်နဲ့ကြီးအခုလိုမျိုးကြားနေရတယ်ဟေးရှေ့ရပရိသတ်ကြီးမင်းသားအမန်းအညာဖိုးတီး ကနေရကြည့်အောင်နီအဲ့ဒီတော့မှတရင်တရင်ရှောင်းနေတဲ့ဖဲသမားနှစ်ယောက်အနားကိုလှည့်ကြည့်ရင်အမလီဗျာဘယ်ပြောကောင်းမလဲမင်းသားဝိဆုံကြီးနဲ့တည်သွားတဲ့ဖိုးတေကြီးတွေဗျဇက်ကြီးရလဲတဆန်းဆောင်လို့ညနာတစ်ခုလုံးကလည်းထမင်းခွန်နေရမစားရတဲ့ပုံစံကြီးလို့အာသူဝရုပ်ကြီးနဲ့ညလုံးအစုံကနေရပြီးသူတို့ပြုံးပြတာလေဗျဖဲသမားနှစ်ယောက်လေးတောက်ထားတဲ့အရက်အရှိန်တွေပြည့်လို့ပစိုးကိုတိုင်းပြီးရွာအတွင်းထဲကိုပြေးလိုက်ကြတာမှာ တန်းနေရပဲဗျဒီလိုနဲ့ရွာထဲကိုဇံမင်းသားတင်ရဲ့ကြီးဆိုပြီးအော်ရင်ပြင်းနေကြတော့တရွာလုံးတမ်းပြီးအလင်းရောင်နေနေထွက်ကြည့်ကြတယ်အဲ့ဒီမှာပဆိုးတိုင်းလို့ကြောင်းလက်တကြောင်အော်ပြင်းတဲ့ဖဲသမားနှစ်ယောက်ကိုတွေးလိုက်ကြတာပေါ့ဗျပဆိုးကိုတိုင်းပြီးပြင်းနေကြတယ်ဆိုတော့အောက်ခံမဝစ်တဲ့အဲ့ဒီခက်ကပုံစံကိုခမည်းတော်ဘာသာမြင်အောင်ကြည့်ပေါ့ဗျမိုးလဲလင်းရောနှစ်ယောက်လုံးအကြောက်ဖျားဖျားလို့အတော်လေးကိုကူးယူလိုက်ရတယ်လို့ဆိုပါတယ်ဒီလိုနဲ့ဖဲသမားနှစ်ယောက်လည်း အဲ့ဒီချိန်ကဆောက်လို့တခြားရွာကိုသွားပြီးဖဲမရိုက်တော့ဘူးဖဲသမားနှစ်ယောက်အချောက်ခံထိလို့တိတ်မကြခင်မှာနောက်ထပ်ရွာတွေကကြော်တောင်းလို့လည်းမရထပ်ပြီးအချောက်ခံရတယ်လို့ဆိုပြီးသူတို့လည်းများအချောက်ခံရပုံကတီးလို့သူတို့လည်းများနှစ်ယောက်နွားလဲတစီနဲ့မြို့မှာစဘာတက်ရောက်ပြီးတော့ပြန်လာတယ်ညဘက်မှာရွာထဲကိုပြန်ရောက်တယ်လို့ဆိုပြီးဒါပေမဲ့နှစ်ယောက်စလုံးအချောက်လန့်တော့တိတ်မရှိဘူးပြီးတော့လာပြင်းရောက်ဆိုတော့ပြေဝါစွာတားနေရလာပဲကြီး အလင်းရောင်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးရှေ့ရှေ့လင်းလင်းမြင်နေရတာလေဒီလိုနဲ့သူတို့လည်းမရလေနွားလဲကိုမောင်းလာရင်တစ်ချိန်ကဇက်ပွဲလုပ်တဲ့ကွင်းမြေကြီးနားကိုရောက်တော့သွားနေရနွားတွေရက်သွားတာပေါ့ဗျဒါနဲ့နှစ်ယောက်သာအရှိကိုတက်တဲ့ကြည့်ရောဇက်ကြီးစားပြီးကြောပေးလို့ကွင်းနီအောင်ကနေတဲ့မင်းသားဝိဆုံနဲ့လူတယောက်ကိုတွေ့လိုက်တယ်သူတို့လည်းမကြောက်တတ်ဘူးဆိုပေမဲ့ခေါင်းနှပန်းနေကြည့်လို့ကျက်သိန်းနေရတပြင်းပြင်းနဲ့ထလာတယ်ဒါနဲ့ကိုကျော်တောင်းလေး ပဲ့ရနေရလူကုန်ကရုံကရင်နဲ့လမ်းဖက်ခိုင်းနေတီတော့ရှေ့ရပဲ့ရနေရလူလမ်းမဖက်ပေးတဲ့အပြင်နောက်ကိုပြန်ပြီးလှဲ့လာပြီးအခုလိုမျိုးစိုးလိုက်တယ်မင်းသားဖိုးတွေကတော့ကြည်သွားပါအောင်ဗျဇက်ကြီးတချမ်းဆောင်လို့မြက်တွင်းကြီးကဟောက်ဘက်ဖြစ်တဲ့မင်းသားဝိဆောင်တဲ့လူအဲ့ဒီလိုလဲပြောလိုက်ရောမကြောက်တတ်ဘူးဆိုတဲ့လင်မယားနှစ်ယောက်လဲဘွားနေခုံဆင်လို့ရွာနောက်ဘက်ကိုပြန်ပြီးပြေးတာပဲပြီးတော့မနက်မိုးလေးမှရွာထဲကသူတို့အိမ်ကိုပြန်လာတော့ နွားလေးကအိမ်ကိုပြန်ရောက်နေပြီသူတို့လင်မယားနှစ်ယောက်ကတော့အဲ့ဒီအချိန်ကစလို့မကြောက်တတ်ဘူးဆိုတဲ့ခေါပုတ်တွေစွန့်လွန်လိုက်ရတယ်လို့ဆိုပါတယ်ဒီလိုနဲ့ရွာတွေကလူတွေတယောက်ပြီးတယောက်အဆောက်ခံရတော့ရွာသားကြီးကိုယ်တိုင်ဦးဆောင်ပြီးမန်းညာဖိုးတီတေးခဲ့တဲ့ကွင်းမြင့်ကြီးတဲ့ကိုမန်းနဲ့စင်အသေးလေးထိုးပိတ်ရိတ်တရားနာဖို့เจ้าကဦးစင်းနေကိုပင်ချာနေအဲ့ဒီချိန်ကเจ้าနိုင်ဆရာတော်ကြီးကလည်းမရှိဘူးဗျဒီလိုနဲ့เจ้าကဝိုင်းရင်ဦးစင်းကြီးတွေကပဲတရားဟောမယ်ဆိုပြီး မမြင်ရတဲ့ပုံကမှတ်သမျှတရားနာဖို့ပြဖိတ်ကြတယ်ဆိုပြီးအဲ့လိုပြဖိတ်လိုက်တဲ့ဆိုရင်မင်းနေကင်းဘက်ကြီးမှာတော့အရှိဆုံးကရေစက်ခွက်ကင်ထားတဲ့တကြီးဥဆွဲမှန်ကိုဝင်ပြီးတော့ပို့တယ်အဲ့ဒီလိုလဲဝင်ပို့လိုက်တော့တကြီးဥဆွဲမှန်တယောက်ဇက်ကြီးတစ်ချက်ဆောက်လို့အကောင်လုံးကတတ်မယ်ဆိုပြီးအော်တယ်ပြီးတော့အားလုံးကိုကြည့်ပြီး အခုလိုမျိုးထပ်ပြောတယ်မဲညာဖိုးတီကတာကိုဘသူမှအဖက်မလုပ်ဘူးအကောင်လုံးကိုတတ်မယ်အခုတကြီးကိုလည်းတတ်မယ်အဘိုးခံရတဲ့တကြီး ဲ့ဒီလိုလေပြောလိုက်တော့တရားဟောမဲ့ဦးစဲနေလိမ့်အတော်လေးကိုထိတ်လန့်နေအောင်ဆိုပြီးရွာသားတွေတော့ပြောနေနေတော့ဗျာထွက်ပြေးကျင်ကြပြီမဲ့လေဦးစဲနေရှိနေတယ်ဆိုတဲ့အောက်ကိုနေဘသူမှထွက်မပြေးကြဘူးဗောဗျအဲ့ဒီချိန်မှာသူတို့တွေရဲ့အနောက်ဖက်အတန်တစ်ခုကြားရတယ်သူမှဖို့တီတော်ပါတော့ကွယ်လူဘဝတုန်းကလေမင်းရမင်းသားကားကျင်နေဆိုလို့အိုးရစီစဉ်ပေးခဲ့လိုက်တာအိုးရစီစဉ်ပေးခဲ့မိတာကမှားသွားပါလေကွယ် အနောက်ကအဲ့ဒီလိုအသက်ကြာရတော့တရားဟောဦးစင်းနီတရားလုံးနောက်ကိုလှည့်ကြည့်လိုက်ကြပြီတင်ရစာဇက်အဖွဲခေါင်းဆောင်မန်းညာဖိုးတရဲ့ဦးကြီးဖြစ်နေရတယ်ဗျသူ့မျက်လုံးအစုံကလည်းမျက်ရည်တွေကိုစီးကြပြီသူ့ဦးကြီးကိုလည်းမြင်ရောတကြီးကိုဝင့်ပိုးထားပြီမန်းညာဖိုးတေးဆိုတဲ့တရဲကြီးကအနောက်ကိုလှည့်ကြည့်ပြီးတော့အားရပါးရကိုငုံရင်းနဲ့အခုလိုမျိုးပြောလိုက်တယ်အိုးဘလို့လောက်ပြီးရောက်လာတာလေကျုပ်ကိုတယောက်တည်းထားခဲ့ပြီးမှ အခုမှပြန်ခေါ်ရတာလားဗျကျုပ်ကိုခေါင်းဆောင်မင်းသားဖြစ်ရမယ်လို့ဂရိပေးပြီးတော့ဦးကြီးတို့ဆက်အဖွဲ့ပြန်တော့ကျုပ်ကိုခေါ်မသွားကြဘူးကျုပ်ကျုပ်ကတော့အဆင်မပြေလို့လားဗျကျုပ်စူးစမ်းမှာပေါ့ဗျကျုပ်ကိုအဆင်မပြေတာနဲ့ပဲထားခဲ့တာဦးလေးကျုပ်ကိုမချစ်လို့ပြစ်ထားခဲ့တာမှန်လားမန်းညာဖိုးတီအဲ့လိုပြောပြီးငိုနေရတယ်ဗျကွင်းမြင့်ကြီးတဲကလူတွေနဲ့စင်မောကဦးစင်းနေလေသူတို့တူဝရီနှစ်ယောက်ကိုလွတ်လွတ်လပ်လပ်စကားပြောပြဖို့ရှောင်ပေးလိုက်ကြတယ် တို့တရွာလုံးနဲ့ဖဲစိတ်ကောင်းပါလေသူတို့ဇက်တပင်ငှားခဲ့ရလို့အခုလိုမျိုးဖြစ်လာခဲ့တာဟုတ်တယ်မလားမန်းညာဖိုးတီအဲ့လိုပြောရင်ငိုနေရမြင်ရတော့သူဦးကြီးဇက်ခေါင်းဆောင်လေးမျက်ရည်စောင်းတွေတောက်ရင်အခုလိုမျိုးပြောခဲ့တယ်တူလေးတူလေးကိုဦးလေးဘလောက်ချစ်တယ်ဆိုတော့တူလေးသိရပဲနော်ဦးကြီးရဲ့ပျော်ကကြောင့်တူလေးသိရတယ်ဆိုပြီးဇက်ကလည်းဦးကြီးဖြတ်လိုက်ပြီးပျော်တူလေးကိုဒီရွာမှာမကြွသေးဘူးတဲ့င်းကြလို့ဦးကြီးအတင်းပြေးလာရတာပါ မဟုတ်ဘူးအိုးကြီးညာနေတာအိုးကြီးဇက်ထဲကိုကျုပ်ပြန်လာမှကြောက်လို့ဇက်ဝဲဖြက်လိုက်ပြီးပြောတာမှန်လားကျုပ်ကအိုးကြီးကိုခဏခဏကျုပ်ကိုမင်းသားထားဖို့ပြောတာအိုးကြီးကစူတယ်ငေါက်တယ်အခုကျုံမရှိတော့ဘူးဆိုတော့အိုးကြီးစိတ်ချမ်းတောင်းနေပြီမှန်လားမင်းညာဖိုးတီအဲ့လိုလဲပြောရောသူအိုးကြီးကဒူးထောက်ပြီးတော့ငိုချလို့သူ့တူကိုတောင်းမှရှာတယ်သူ့လေးရဲ့မင်းအိုးကြီးကိုခွင့်လို့ပါခွေတချိန်ကမင်းကိုစူတယ်ငေါက်တယ်ဆိုတာကကောင်းစေချမ်းလို့ပါ မင်းတို့ခေါင်းဆောင်မင်းသားအဖြစ်ခေါ်ဖို့အတွက်ဦးကြီးလီပန္ဒရာချစ်ဆွေနဲ့အဖေးတိုင်းလမ်းခွဲခဲ့တာမင်းမသိဘူးမှလားငါတူလေးကိုဦးကြီးသိချက်တာပေါ့ဒါကြောင့်ငါတူလေးကိုခေါင်းဆောင်မင်းသားဖြစ်အောင်ဦးကြီးရောက်ပွဲစီစဉ်ခဲ့လို့ငါတူလေးတည်ရတာပါကွယ်ဦးကြီးကိုခွန့်လို့ပါဟင်ဦးကြီးတကယ်ပြောတာလားဟုတ်တယ်တူလေးတူလေးမရှိတော့ဦးကြီးလည်းနောင်နောက်တွေနဲ့ထပ်ပြီးအသက်မရှင်လို့ဇက်သပင်ကိုဖျက်လိုက်ပြီကွယ် ဒီတော့မှသကြီးကိုဝင်ဖို့ထားတဲ့မန်းညာဖိုးတေဟာသူ့ဦးကြီးကိုပြစ်ဖက်တယ်။နောက်တော့သူ့ဦးကြီးအမျှဝေတဲ့အချိန်မှာတားတို့ခေါ်ဖို့ပြောတော့မန်းညာဖိုးတေဟာနောက်ဆုံးအနေနဲ့သူ့ဦးကြီးနဲ့တရွာလုံးသူ့ကောက်ပြခြင်းသေးတယ်လို့ဆိုပါတယ်ဗျာ။ဒါနဲ့ဦးစင်းနေမရှိတဲ့တရားဟောဆယ်မှာနောက်ဆုံးအနေနဲ့တက်ပြီးကားသွားသေးရတယ်ဗျ။စင်မော်ကကားတဲ့သူကတော့ဂျိုးနေပါလိပြက်လို့ခြေခုံးနဲ့ကောက်ွက်အစုံတွေကိုပျော်လို့ရွှင်လို့ကနေရပါဗော။ အားလုံးရဲ့မြင်မှာတော့တကြီးဦးစွမ်းမဲ့ကနေရင်သူ့ဦးကြီးနဲ့ရွာသားတွေအားလုံးကလည်းမျက်ရည်စားတွေနဲ့ဝိုင်းလို့လက်ခုပ်တီးလို့အားပေးတယ်။မန်းညာဖိုးတရတော့ပျော်ပျော်ကြီးကိုစိုးလိုက်ကလိုက်နေဒီလိုနဲ့သူ့ပါးစပ်ကတချင်းတစ်ပုတ်လေးပြီးရောကားတာရှက်ပြီးရောအားလုံးကိုနှုတ်ဆက်ကတကြီးရဲ့ခန္ဓာကိုယ်တွေကနေထွက်သွားတာလေဗျ။အဲ့ဒီနောက်တကြီးဦးစွမ်းမဲ့တရတတိယတဲ့ခါမှာတော့အချောင်းဆောင်ရှင်းပြပြီးမန်းညာဖိုးတရဦးကြီးကိုယ်တိုင်ရေးဆက်ချလို့အမြောက်ဝေခဲ့တာပေါ့ဗျ။ အလိုအမျှဝေပေးရနောက်တော့ကျွတ်သွားတယ်လို့ထင်ပါတယ်။ဘသူမှလည်းနောက်ထပ်အချောင်မခံရတော့တယ်လို့သူ့ရဲ့ဦးရီးရလေးရှောင်းပင်ရွှေရှားမှပင်ဦးစင်းရာသက်ပံဝေသွားတယ်လို့ဆိုပါတယ်။တခါတခါဦးစင်းဝင်နေသူ့တို့တတိယလို့ဇမင်းသားဖြစ်ချင်တဲ့စိတ်တအားယူတာကြောင့်ရွာကနေသူ့ရှိရဲ့စင်ကုမျိုးကို တက်လာတဲ့အကြောင်းနဲ့သူ့တို့เจ้าနေကိုစိတ်မသက်မသာရှင်းပြလိရှိရတယ်ဗျာ။ကဲမောင်းတော့ကြည်ဇမင်းသားယူတဲ့မန်းညာဖို့တေလို့အသက်တရာမနေချင်ရင်တော့ မင်းလည်းဆက်ယူပေါ့ကွာဟာဟာဟာဘာကြီးတို့သူ့ဇာလုံးဆုံးတာနဲ့ရဲမောပြီးတော့ကျုပ်ကိုပြောလိုက်တယ်ဒီတော့ကျုပ်ကဖဲခတ်မှလဲဗျငကိုရရကျုပ်လေးမင်းသားအကထာဝရရန်နာလိုက်ပြီဆိုတာခမည်းတော်လည်းသိတယ်မှလားဒါနဲ့ကျုပ်လည်းဘာကြီးတို့ကိုအခုလိုမျိုးပြန်ပြောတာပေါ့ကျုပ်ကမယူဘူးဘာကြီးတို့ရဲ့ရွာထဲမှာမင်းသားအကကတတ်တဲ့သူဆိုလို့ကျုပ်တရားပဲရှိအောင်ဆိုတာဘာကြီးတို့လည်းအသိပဲလေဟိဟိဟုတ်ဘူးလားအေးပါမတော့ကြရအောင်ငါလည်းလောက်ဆရာရှိသေးတယ် နေဆောင်နေပြီဆိုတော့မင်းလည်းပြန်တော့လေဘိုက်ဆာရင်လေလဲကစုံရပြုတ်နေငန်းပြားကြီးအသက်တရာရှိအောင်စသွားမလားအမလီတော်ပါဘိုက်တို့ရဲ့ကျုပ်တို့အိမ်ကဒီနေ့ဝတ်သားချက်တယ်ဗျဘိုက်တို့လိုတက်တက်လို့ဟင်းနေမစားနိုင်ပါဗျကျောက်ကအဲ့လိုပြောတော့ဘိုက်တို့ကရေပြီးသူ့အိမ်နေတလန်းချင်းကိုပြန်ဝင်နေဘိုက်တို့ကတက်တက်လို့ပဲစားတယ်ကျောက်ကအသားရင်းပါမှာထမင်းအားရပါးရစားတဲ့ကောင်းဆိုတော့ဘိုက်တို့စီတစ်ခါမှတော့မစားဘူးအော်မေလို့ ကျောက်ကိုဖိနှက်မရစိတ်ဆိုးလို့အိမ်ကမောင်းချရင်တော့ဘာကြီးတို့ရလက်ရောင်စားရတာပေါ့ဗျာဒါလည်းတလားဆို၃ရက်လောက်ပါပဲဟေးဟေးကဲဘာကြီးတို့သူ့အိမ်နဲ့ဝင်သွားပြီဆိုတော့ကျောက်လည်းပြန်ပြီဗျာနောက်ရက်တွေမှာပြန်လာတော့မီဒီလိုနဲ့ကျောက်လည်းညာအိမ်ရောက်ဝင်တော့အခုလိုစဉ်းစားနေကျောက်မဲညာဖိုးတိကိုတိတ်ကိုတန်းနာနေခမရတော့ဝယ်စဉ်းစားကြည့်လေသူဖြစ်ချက်နဲ့မင်းသားဖြစ်ခွင့်ရတဲ့ချိန်မှာတချင်းတစ်ပေါက်တောင်ပြီးအောင်မကလည်းရပြီတေးသွားတယ်လေမဟုတ်ဘူးလား ဒါပေမဲ့တရုတ်ဆောင်ယူမင်းသားယူတက်ယူနှစ်ပူတခုမှမကောင်းဘူးဆိုတော့ပါးကြီးတို့ပြောပြတော့ကြုံလဲသိလိုက်ရပြီပေါ့ဗျာဘယ်ရမဆိုစိတ်လွတ်ကုန်လို့မယူးကြဖို့တော့ကြုတ်ခမ်းများလို့ပြောချင်တယ်မဟုတ်ရင်တော့အယူးလွန်ပြီပါးကြီးတို့ပြောတယ်လို့မန်းညာဖိုးတိတ်လို့အသက်တရာ မရှိဘဲနဲ့တရားလိမ့်မယ်ဗျကြုံလဲအဲ့လိုတွေးပြီးအိတ်ဖို့တွေးရတယ်ဒါပေမဲ့ကြုံလဲဘယ်ညာတေချာကြည့်လိုက်သေးရဲ့ဗျတော့ကြောင့်မန်းညာဖိုးတိတ်ဇက်ကြီးစောင်းလို့ကြုတ်ကိုပြုတ်ပြနေရင် ဒုက္ခပဲဗျဒီလိုနဲ့ကြောက်လဲခေါင်းမိချုံလို့အိတ်လိုက်တာပေါ့ဗျအားလုံးလေးခေါင်းမိချုံမှုအိတ်ဖို့မမေ့နဲ့နော်တော်ကြောင့်မန်းညာဖို့တရဇက်ကြီးစောင်းပြီးတော့ခမားတို့နားမှာပြုံးပြနေလိမ့်မယ်ဟောပြောရင်ဆိုရင်ခမားအိတ်နဲ့ကတင်ပေးမှသူ့ရှောင်းနေပြီဟုတ်ကဲ့ပါကျမတို့ channel ကထုတ်လင်းပေးခဲ့တဲ့ဇာတ်လမ်းကတော့ဒီမှနေပြေစောခဲ့ပြီဖြစ်ပါတယ်နားစင်အားပေးခဲ့သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်